ားလုံးမင်္ဂလာပါခင်ဗျာဝင်းဖော်ချန်နယ်ကနေအားလုံးကိုကျေးဇူးပါတယ်ကျွန်တော်ဒီကနေ့မှာတော့လက်ရှိခြေစွမ်းကောင်းတွေစက်တိုက်ပြသနေတဲ့မန်ချက်စတာယူနိုက်တက်တင်းရဲ့ဥရောပချန်ပီယံလိဝင်ခွင့်အခြေအနေနဲ့ပရီးမီးယားလိတိုက်တဲ့ချဲလန်လုံနိုင်လားဆိုတဲ့အခြေအနေပေါ်ကျွန်တော်ရဲ့အမြင်တွေကိုသုံးသပ်တင်ဆက်ပေးကြပါမယ်လက်ရှိချိန်မှာမန်ချက်စတာယူနိုက်တက်တင်းနေနဲ့နောက်ဆုံးကစားခဲ့တဲ့၅ဘွဲမှာဆိုရင်၄ဘွဲတိအနိုင်ရလာတယ်ဒါကြောင့်မို့လို့တချို့ဗတ်တီကုမ္ပဏီတွေမှာဆိုရင်ဒီ United Premier League ဒီဘိုဆွဲဖို့ဆိုရင် အဆင့်၄နေရာအထိအော့တွေဖွင့်လာတာကိုကျွန်တော်တို့တွေ့ရတယ်။ဒါဟုတ်ကြီးချင်းအဖြစ်လက်ရှိချိန်မှာ United ရဲ့ခြေစွမ်းကတော်တော်ကိုကောင်းမွန်လာတယ်လို့ပြောရမယ်။နောက်ပြီးသူတို့အနိုင်ရခဲ့တဲ့ပွဲစဉ်တွေမှာဆိုရင်တကယ်ကိုတချို့ခက်ခဲကစားရခက်ခဲတဲ့ပွဲစဉ်တွေလည်းပါတယ်။သူတို့ဖြစ်ဒီ Chelsea ကိုအိမ်ခွင်းမှာ၂ဂိုးတဂိုးနဲ့နိုင်တယ်။ပြီးရင် Liverpool ကိုအဝေးခွင်းမှာ၂ဂိုးတဂိုးနဲ့နိုင်တယ်။အိမ်အိမ်ဝင်းမှာဆန်နန်းနဲ့ကို၂ဂိုးကိုရှိနေနိုင်တယ်ပြီးပြီးခဲ့တဲ့ဘက်က Brighton ကိုဒီ၄ဂိုး၂ဂိုးနဲ့နိုင်တယ်ဆိုတော့ဒီ လေးပွဲမှာဆိုရင်အမှန်တိုင်းပြောရရင်၃ပွဲကတကယ်ကိုခက်ခဲတဲ့ပွဲစဉ် Brighton ရဲ့ဒီ Liverpool ရဲ့ Chelsea ရဲ့ဆိုတာတကယ်ကိုခက်ခဲတဲ့ပွဲစဉ်၃ပွဲဒါဟုတ်သူတို့နေအနိုင်ရရှိတာတယ်။နောက်ပြီးရှုံးနေတဲ့ပွဲစဉ်ကတော့ဒီ Bradford ရဲ့အဝေးဝင်ပေါ့၃ပွဲတူနဲ့ရှုံးနေ။ဆိုတော့လက်ရှိချိန်မှာ Manchester United တင်းနေတဲ့ဟိုမတိမတာလေးဖြည့်ဆွမ်းပိုင်းကဟိုတိုးတက်လာတယ်လို့ပြောရမယ်။ဘာလို့လဲဆိုရင်ဟိုအရင်တော့ United ဆိုရင်ဗျာ တပွဲလောက်နိုင်နေပြီးရင်တပွဲလောက်ပြန်ပြီးတော့ return ပြန်အောက်သွားတယ်ပြီးရင်နောက်ထပ်နှစ်ပွဲလောက်ထပ်နိုင်နေပြီးရင်နှစ်ပွဲလောက်တစ်ခါပြန်ရှုံးနေအဲ့လိုမျိုးအခြေအနေတွေဇက်တိုက်ဖြစ်ခဲ့ပေမဲ့အခုနောက်ပိုင်းပွဲစဉ်တွေမှာဆိုရင် United အနေနဲ့ပို့ပြီးတော့ဒီခြေစွမ်းပိုင်းဆိုင်ရာတိုးတက်လာတယ်လို့ပြောရမယ်တိုက်စစ်ပိုင်းမှာဆိုရင်လည်း effective ဖြစ်တဲ့ကစားဟန်ကိုတွေ့ရတယ် return လည်းပို့ပြီးတော့မှန်လာတယ်ဆိုတော့ဒီပြ MO တွေနေနဲ့လက်ရှိ United ကို Champion League ဝင်ခွင့်ရအောင်ဆွမ်းဆောင်နိုင်မလားဆိုတော့ဒီမိကုန်းနဲ့ပတ်သက်ပြီးဟိုလိုပြောရမယ်ဆိုရင်တော့ကျွန်တော်ကတော့ United ရဲ့လက်ရှိ playstyle နဲ့လက်ရှိတွားနေတဲ့ဒီစိတ်ဓာတ်ပိုင်းဆိုင်ရာကိုတွေ့ကြည့်လိုက်မယ်ဆိုရင်တို့အနေနဲ့တကယ်ကိုချန်ပီယံလိငွေရနိုင်တယ်ဒါပေမဲ့တိုက်တဲ့ challenge စိန်ခေါ်နိုင်မလားဆိုတဲ့မေးခွန်းပေါ်ပြောရမယ်ဆိုရင်တော့အမှန်တိုင်းပြောရရင်တိုက်တဲ့ challenge United အနေနဲ့ခေါ်ဖို့ဆိုရင်နည်းနည်းလိုအပ်ချက်တွေရှိနေတာတော့အမှန်ပဲဗျအထူးသဖြင့်တို့ရဲ့ဒီ defensive ကိုကြည့်လိုက်တို့ရဲ့ defensive ကိုကြည့်မယ်ဆိုရင် United ရဲ့ defensive ကတကယ်ယုံကြည်လို့ရတဲ့အထဲမှာမပါဘူးအမှန်တိုင်းပြောရရင်ဘာလို့လဲဆိုရင်ဒီ Matthias Delict တို့ မကွမ်းရလို့ဆိုတာသူတို့ကိုတွဲပြီးမဲ့ဒီ defender ကတကယ်ကို walkless defender အသင်းရဲ့ခံစစ်တန်းကိုဦးဆောင်ပေးနိုင်မဲ့ဒီဗန်ဒိုက်လိုကစားသမားမျိုးပြီးရင် Man City ရဲ့ Ruben Dias လိုကစားသမားမျိုးမှန်တိုက်ပွဲရဲ့ Ruben Dias ဆိုတာဒီ Man City ပရီးမီးယားလိချန်ပီယံစုရတဲ့နှစ်တွေမှာဆိုရင် Man City ရဲ့ခံစစ်တန်းကိုအကောင်းဆုံးဒီဦးဆောင်ပြီးကစားပေးတဲ့ကစားသမားတွေဗန်ဒိုက်ဆိုတာကလည်းဒီ Liverpool ဟိုချန်ပီယံရတဲ့နှစ်တွေမှာဆိုရင်သူ့အနေနဲ့ ကန်စစ်တန်းကိုအကောင်းဆုံးဥဆောင်ပေးနိုင်ခဲ့တဲ့ကစားသမားမျိုးပြီးရင်ပရီးမီးယားလိတိုက်တဲ့ချဲလက်လောက်တဲ့နေရာမှာလည်းသူ့အနေနဲ့အကောင်းဆုံးဥဆောင်ပေးနိုင်ခဲ့တယ်ဆိုတော့မန်ချက်စတာယူနိုက်တက်ကိုကြည့်လိုက်သူတို့ရဲ့နောက်တန်းမှာတကယ်ကိုဥဆောင်ပေးနိုင်မယ့်ကစားသမားလိုအပ်တာတော့အမှန်ပဲဒါကြောင့်မို့ United အနေနဲ့ဟိုပရီးမီးယားလိချန်ပီယံဆုစိန်ခေါ်ဖို့အတွက်ဆိုရင်ပထမဦးဆုံးသူတို့အနေနဲ့ကန်စစ်တန်းကိုဥဆောင်ပေးမယ့် ကစားမမျိုးလိုအပ်တယ်။နောက်ပြီး United ရဲ့နောက်ထပ်လိုအပ်ချက်တစ်ခုကကွင်းလေ။ဥပမာဆိုရင်လက်ရှိချိန်မှာ Carlo Casemiro ကအကောင်းဆုံးကစားနေတယ်ဆိုပေမဲ့သူ့အနေနဲ့မိနစ်90လုံးလုံးမကစားနိုင်တော့ဘူး။ဘာလို့လဲ။သူ့အနေနဲ့အသက်အရွယ်တစ်ခုကိုရောက်နေပြီ။ဒါကြောင့်မို့ United အနေနဲ့ဟိုကွင်းလေကိုဒီ number 0ရိုးနေရာမှာကောင်းကောင်းကစားနိုင်တဲ့ကစားသမားမျိုးခေါ်တဲ့နေဘလို့ကစားမျိုးလဲဆိုရင်ဒီ Rodrigo ကစားသမားမျိုးပြီးရင် Chelsea က Manchester City လို့ကစားသမားမျိုးပြီးရင် De Gea လို့ကစားသမားမျိုးစတဲ့ ဒီနံပါတ်7ရိုးကိုအကောင်းဆုံးကစားနိုင်တဲ့ကစားသားမျိုးလိုအပ်တယ်နောက်ပြီးဒီ brutal fanatic ကိုဟိုကျွန်တော်နည်းငယ်ပြောရမယ်ဆိုရင်ဒီ brutal fanatic က return ပြန်ကောင်းနေတဲ့အချိန်မှာဆိုရင်တော့သူ့အနေနဲ့ခြေစားပိုင်းဆိုင်ရာသူ့ကလိုက်ပြီးကောင်းနေတယ်ပြီးရင်အတင်းရ return ပြန်အောက်နေတဲ့အချိန်မှာဆိုရင်သူ့ကလိုက်ပြီးတော့ခြေစွမ်းကျတတ်တဲ့ကစားသားမျိုးသူလည်းအရင်ယုံကြည်ရတဲ့အထက်မှာတော့မပါဘူးဒါကြောင့်မို့ United အနေနဲ့ဒီလက်ရှိချိန်မှာဟိုပရီးမီးယားလိတိုက်တဲ့ challenge ကိုစင်ကာပူတွေ့ဆိုရင်ကွန်းလယ်ပိုင်းလည်း ပြုပြင်ပြောင်းလဲသင့်တယ်လို့မြင်တယ်။နောက်ပြီးဒီတိုက်စစ်ပိုင်းကတော့အထူးပြောပြမလို့ United ရဲ့တိုက်စစ်ကလက်ရှိချိန်မှာဟိုပရီးမီးယားလီးဂ်အကောင်းဆုံးအသင်းတွေထဲမှာတောင်ပါတယ်။သူတို့ရဲ့ဒီကွန်ညာတို့ဒီအန်ဘိုမိုးတို့အတွဲဆိုတာဒီအချိန်ကြီးဒီဂိုးရနိုင်တဲ့တိုက်စစ်မှုတွေဖြစ်တယ်။ဒါကြောင့်မို့တိုက်စစ်ပိုင်းကတော့ထွေထူးပြောပြမလို့ဘူး။ခွန်သမားကတော့လက်ရှိချိန်မှာပြောဖို့တော့စိုးသေးတယ်။ကစားခဲ့တဲ့၃ဝက်မှာဆိုရင်သူ့အနေနဲ့အကောင်းဆုံးပုံစံမဟုတ်ဘူးဆိုရင်တော့လက်စွမ်းကောင်းတွေပြသနိုင်ခဲ့တယ်လို့ပြောရမယ်။ဆိုတော့ အနည်းချုပ်အပြင်ပြောရမယ်ဆိုလက်ရှိ United အနေနဲ့ဥရောပချန်ပီယံလိဝင်ရနိုင်လားဆိုတော့မေးခွန်းကိုပြောရမယ်ဆိုရင်တော့အမှန်တိုင်းပြောရရင်ဒီပုံစံတိုင်းသူတို့အနေနဲ့ဆက်ပြီးကစားသွားမယ်စိတ်တဲ့ပိုင်းကလည်းအနိုင်ရလို့စိတ်ပြင်းပြမှုတွေရှိမယ်ဆိုရင်တော့ဥရောပချန်ပီယံလိဝင်ကတော့ရနိုင်တယ်တိုက်တဲ့ challenge အတွက်ကတော့အနည်းငယ်လိုအပ်ချက်တွေရှိသေးတယ်တိုက်တဲ့ challenge ဆိုတာအထက်တပွဲချင်းစီပို့ပြီးတော့အာယုံစူးစိုက်ပြီးကစားနိုင်ဖို့လိုအပ်ပါကြောင်းတုံ့တက်မိပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ